ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ဒါမင်္ဂလာပါလို့လို့ဆိုပေမဲ့မင်္ဂလာတော့ရမ်းမရှိဘူးမနေ့က28ရက်နေ့ပေါ့မတ်လ28ရက်နေ့မှာအာမန္တလေးစကိုင်းအခြေပြုပြီးတော့ပေါ့နော်အဲ့ဒီအခြေပြုပြီးတော့9.9ခွနဲ့ကြားမြင့်ငလင်းလောက်ခတ်ခဲ့ပါတယ်အဲ့တော့အဲ့ဒီအချိန်မှာကျွန်တော်မန္တလေးကိုရောက်ရှိနေတာဖြစ်ပါတယ်မန္တလေး အဲဘူတာကြီးရှိမှာပေါ့နော်ကျွန်တော်ငလျင်စပြီးမိပါတယ်မန္တလေးဘူတာကြီးရှိမှာကျွန်တော်ငလျင်စပြီးမိပါတယ်အဲ့တော့ဒီအချိန်ကြီးရတော့ဘယ်လိုပြောရမလဲရုတ်တရက်ကတော့ဩဒီလောက်ပဲလို့ထင်လိုက်တာပေါ့နော်ဒီလောက်နဲ့ပြီးသွားပြီလို့ကျွန်တော်ထင်လိုက်တာဒါပေမဲ့ဆူဆူဝါဝါပြင်းပြင်းထန်ထန်လှုပ်ခတ်ခဲ့တဲ့အချိန်ကြီးရှိတယ်အဲ့တော့ကျွန်တော်တို့ကိုယ်တိုင်မျက်စိရှိမှာမထင်မှတ်ပဲလူပေါင်းများစွာ နေတိုင်းနဲ့အဆောက်အဦးတွေတလုံးပြီးတလုံးပြိုကျတယ်။ကျွန်တော်တကယ်ကိုတွေးပြတဲ့အနေထားပါ။တီဘေးပေါင်းများစွာကိုဂျုံခဲ့ပူပါတယ်။နော်။အဲတကယ်တိုက်ပွဲဖြစ်တဲ့နေရာတွေဒီတော့ဖြစ်ပါတယ်။ဒါပေမဲ့ဒီလောက်ကျွန်တော်ကြောက်ရွံ့ပြီးတွေးပြခဲ့တဲ့အခြေအနေမျိုးရှိပါဘူး။မန္တလေးမှာဒီအခြေအနေမျိုးမြင်ရတဲ့အချိန်မှာကျွန်တော်တကယ်ကိုကြောက်ရွံ့ပါတယ်။အဲကြောင်ကြောင်သွားပြီးတော့စက္ကန့်ပိုင်းအတွင်းမှာပဲတိုက်တီပြူကျသွားဖြစ်တဲ့အတွက်ရုပ်တရက်တတိပြန်ကတ်ပြီးတော့ကျွန်တော်ဘေးကင်းဖို့အတွက်ကြိုးစားပါတယ်။နောက်ပြီးတော့ ဒီချိန်မှာလူတွေအများကြီးထိခိုက်မှုအခြေအနေမြင်ရတဲ့အခါကျတော့ကူညီခြင်းနဲ့ဒါမဲ့ကျွန်တော်မှဒါနဲ့ပတ်သက်တဲ့ knowledge လုံးဝမရှိပါဘူးเนาะကူညီတဲ့အဲအဲ့ဒီမျိုးငလင်းနဲ့ပတ်သက်တဲ့အာအသိပညာမျိုးဘယ်လိုတုံ့ပြန်ရမလဲကိုကိုကိုတော့ဘယ်လိုကာကွယ်ရမလဲမသိတဲ့အခြေအနေမျိုးမှာလူတွေအများကြီးဒုက္ခရောက်နေတဲ့အခြေအနေကိုမြင်ရတာတကယ်ကိုစိတ်မကောင်းဖြစ်စရာပါပဲအခုဒါလမ်းအခြေအနေမကောင်းဒါကြောင့်ဒီမှာကင်မရာကိုလည်းဒီကတင်ထားပြီးမှဒီလိုကင်ကြီးရိုက်နေတဲ့ဒေတာပေါ့နော် တော့စိတ်ထဲမှာဘယ်သူမှလည်းမကူညီနိုင်အောင်ကိုကိုကိုတော့ပြန်ကူညီနိုင်မှုဘေးကင်းမှမလားလို့မသိတဲ့အခြေအနေမျိုးနဲ့ကြုံခဲ့ရတယ်ပေါ့ဆိုတော့အခုဆိုရင်ဒါတည်ဆုံတဲ့သူကထောင်ထဲခြီသွားပြီးတော့နိုင်ငံတော်ထုတ်ပြန်ပါတယ်မြေပြင်ချင်းတွေကဒီထက်ပိုပြီးများနိုင်ပါတယ်နိုင်ငံတော်ကလည်းသူကလည်းသူသူစီစစ်လို့ရတဲ့လောက်သူထုတ်ပြန်တာပေါ့နော်အချို့ဒီအဖွဲ့စည်းပေါ့ writer အဖွဲ့စည်းတွေညီကိုမောင်မားတွေကိုကြီးကင်းစင်နေတာတွေသူတို့တွေလှုပ်ဆောင်နေတဲ့အလျောက်ကတော့ဒါ အချို့အရာရာတန်းကိုအစိုးရဖွဲ့အတိအကျမှတည်မယ်တည်ရင်လည်းရောက်ချင်မှရောက်မယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ဒီလိုတည်ရင်မရောက်တဲ့အခြေအနေမျိုးမှာအစိုးရနဲ့ကွာဟာချက်တွေလိုရှိမယ်ဒါပေမဲ့တည်ရင်ပို့စီခြင်းတယ်ပေါ့နော်ဘယ်နေရာမှာဘလောက်ပြိမိနေတယ်ဘလို့ကဲစဲနေတယ်ဆိုတဲ့အကြောင်းချိန်ဆမမီလုံးမှာပဲဒီ team 1နဲ့ဒါကိုကြော်ဖြတ်နိုင်မှာဖြစ်ပါတယ်တော့ဒဏ်ရာရရှိတဲ့သူတွေအင်တာများပါတယ်နော်တည်ဆုံးတဲ့သူတွေကလည်းထောင်ကျော်နေပါပြီဟိုမဖြစ်ချင်ပေမဲ့ဒါပေမဲ့အဲ့ဒီကိန်းကနန်းကိုကျွန်တော်လက်ခံရ ထပ်ပြီးတော့လည်းတိုးလာစရာရှိတယ်ဆိုတာကိုကျွန်တော်လက်ခံရမယ်ဒါကျွန်တော်တို့ကိုယ်တိုင်အခုမျက်မြင် data မြင်နေရတဲ့အရာမျိုးဖြစ်တယ်ပေါ့နော်အဲနိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့လည်းမနေ့ကဒါဖြစ်ဖြစ်ချင်းသိမကြုံနေပြီးတော့မှတွင်စင်ကြည့်ရှုတာတွေလုပ်တယ် your data response နေလုပ်တယ်ပေါ့နော်ဒီနေ့တော့နိုင်ငံတော်ဝန်ကြီးချုပ်ကအဲမန္တလေးကိုရောက်ရှိနေတယ်ဖြစ်စဉ်နေရာတွေတွားကြည့်တယ်ပေါ့နော် ပထမဆုံး response ကကြတော့အဲတမတော်သားတွေနောက် pride အဖွဲ့တွေအများစုချက်ချင်းထွက်လာလေးစားစရာတအားကောင်းပါတယ်ချက်ချင်းထွက်လာပြီးတော့သူတို့မှာရှိတဲ့နော်လက်နက်တွေနဲ့လက်နက်ဆိုတာဒီလိုဟိုတုတ်ပြန်ရေးပစ္စည်းတွေပေါ့နော်ကယ်ဆယ်ရေးပစ္စည်းတွေနဲ့သူတို့အတက်နိုင်ဆုံးတော့သူတို့ကယ်ထုတ်နေတယ်ဒါပေမဲ့လည်းဟိုလုံလောက်တဲ့အတိုင်းတော့ခုတော့ဟုတ်မနေဘူးလို့ကျွန်တော်ထင်တယ်ဘာလို့ဆိုသူတို့ကယ်ကျင်တဲ့စိတ်နဲ့သူတို့ရဲ့စေတနာတအားကောင်းမှုပြီးတော့သူတို့ကယ်နေပြီမဲ့လည်း ီငလင်နဲ့ပတ်သက်ပြီးကျွန်တော်နိုင်ငံမှာဒီလောက်ပြင်းအားမြင့်ငလင်အတွက်ကျွန်တော်တို့မှာတုံ့ပြန်နိုင်စရာအတွက်ပုံမွင့်လင်းလင်းပြောရင်ဒါမပြေဝနေဘောနော်ဘာသူမဆိုပါဘာသူမဆိုပါကျွန်တော်တို့ကိုယ်တိုင်ဆိုလို့ရှိရင်ကိုကိုကိုတော့ဘလို့ကာကွယ်ရမလဲမသိတဲ့ချင်းတွေဆိုသူတို့ကတော့တုံ့ပြန်မှုနီလန်းကိုတော်တော်လေးစူးစမ်းနေတာတွေ့ရတယ်ဘာဒါပေမဲ့လည်းတော်တော်များများကိုလည်းကဲတင်နိုင်တာတွေ့ရလို့ပုံပြီးပါတယ်နိုင်ငံတော်ဝန်ကြီးချုပ်ကမနေ့ကမေခွန်းပြောသွားပါတယ်အရေးပေါ်အခြေအနေတရက်ကိုသူပြောပါတယ် ပြီးတော့ကျွန်တော်တို့နိုင်ငံကိုဘယ်နိုင်ငံကမဆိုအာဒါချင်းစာနာထောက်ထားမှုအကူအညီတွေပေးအပ်နိုင်တယ်ဆိုတဲ့အကြောင်းပြောတယ်အဲအဲ့ဒီအတွက်မြန်မာနိုင်ငံအနေနဲ့အမြဲတမ်းလမ်းဖွင့်ထားတယ်ဆိုတဲ့အကြောင်းပြောတယ်ကျေးဇူးတင်နေရကောင်းတာကကျွန်တော်တို့တရုတ်နိုင်ငံယူနန်ပြည်နယ်ကပြည်စည်းဖွဲ့တွေညာရင်းချင်းထက်လာတယ်ဒီမနက်ရန်ကုန်မြို့ရောက်ရှိတယ်နောက်ပြီးတော့ကျွန်တော်တို့ရုရှားနိုင်ငံကပြည်စည်းဖွဲ့တွေယာနက်ချီ ဒီနေ့အဲရန်ကုန်မြို့ကိုရောက်ရှိကြတယ်သူတို့စီမှာကယ်ဆယ်ရေးနဲ့ပတ်သက်တဲ့အာပစ္စည်းပစ္စည်းတွေအများအပြားယူဆောင်လာတယ်ခင်မိတဲ့နီးပညာကရိယာတွေအများကြီးပါလာတယ်ကျွန်တော်တို့အားကိုးပါတယ်လူပေါင်းထောင်နဲ့ချီပိတ်မိနေအောင်ပဲလို့ကျွန်တော်တို့ထင်ပါတယ်ထင်မြင်ပါတယ်အဲ့လိုမျိုးเนาะမနေ့ကတညလုံးကျွန်တော်ဘယ်မှာမှနေတရားမရှိတဲ့အချိန်မှာကျွန်တော် ဲနောက်ကြောင်းပြန်လှည့်ခဲ့တယ်ပေါ့နော်ခကြီးသွားတဲ့အချိန်တွေနောက်ကြောင်းပြန်လှည့်ခဲ့တယ်ဆိုတော့ဒီအချိန်တွေမျိုးမှာလမ်းတစ်လျှောက်မှာမြင်တွေ့ခဲ့ရတဲ့အရာတွေအကုန်လုံးကလည်းကျွန်တော်တို့ပေပင်းနဲ့မှမတူတဲ့ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုကိုရင်ဆိုင်နေရပြီလို့ကျွန်တော်ခံစားရပါတယ်လမ်းကြီးပျက်စီးမှုအခြေအနေတွေနောက်ပြီးတော့ကျွန်တော်တို့ဒီအဆောက်အအုံပေါ့နော်လူလူပိုင်ဆိုင်မှုပျက်စီးတွေပျက်စီးမှုအခြေအနေတွေကဘယ်လိုနည်းနဲ့မှမတူအောင် ဆုံးရှုံးမှုကြီးမားပါတယ်ဆိုတော့ဘယ်လိုတုံ့ပြန်ကြမလဲလို့ပြောရင်ဒီလူတွေကဘာလို့မပြေးတာလဲပြေးချင်ဟိုပြေးဖို့အချိန်ရှိနေတာနဲ့ဘာလို့ဒီလူတော့မပြောစေချင်ပါဘာကြောင့်လဲဆိုတော့အဲ့ဒီလှုပ်လှုပ်တဲ့အချိန်နဲ့ကျွန်တော်အရှိကတိုက်ပြူကြသွားတဲ့အချိန်နဲ့ကစက္ကန့်ပိုင်းပဲခြားပါတယ်အဲ့အတွက်သူတို့မှလည်းတစုံတရာတုံ့ပြန်နိုင်စွာမရှိတော့အောင်ခံစားခဲ့ရတယ်လို့ကျွန်တော်အနေနဲ့အဲထင်မြင်မိပါတယ်เนาะ အားလုံးဘသူအပြစ်မှမဟုတ်ပါဘူးဒါအကုန်လုံးကျွန်တော်တို့ကြုံလိုက်ရတဲ့အခက်ခဲအခြေအနေတစ်ခုပဲဖြစ်ပါတယ်အခုတော့အပြည့်စည်းတွေလိုက်ပြီးတော့ဒါဓာတ်ပုံရဲ့တည်ရင်ယူနေတာဖြစ်ပါတယ်မနေ့ကလည်းအကုန်လုံးပြန်ရခတ်နေတဲ့တော့တည်ရင်ကတော့အများကြီးလိုက်တော့ဟိုပါပြလို့မရဘူးဘယ်လိုမရနိုင်ဘူးဘာဖြစ်ကျွန်တော်တို့စိုးစိုးဝါးဝါးအခြေအနေတစ်ခုခံစားနေရပါတယ်အဲ့တော့ကျွန်တော်ကိုဟိုနေပြည်တော်ကနေပြီးတော့ဟိုဆေးရုံကြီးဒီမှာတေးသွားလူကျင်နေ ့လူစုဓာတ်တွေသွားစရာမရှိဘူးကျွန်တော်အချိန်မြင့်လောက်ခွန်နိုင်ပါတယ်ကျွန်တော်လိုက်ပို့ပေးပါမယ်ကျွန်တော်လုပ်ပေးနိုင်တာဒါပဲရှိပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ဒီဆုံးရှုံးမှုတွေဘယ်လိုကျွန်တော်တို့ပြန်ဖြေပြောက်ပေးရမလဲဘယ်လိုပြန်နှိမ့်သိမ့်ပေးရမလဲဆိုတာတော့ကျွန်တော်တို့မှာစကလုံးမရှိပါဘူးဒီအတွက်လည်းကျွန်တော်လုံနိုင်စွမ်းတော့မရှိဘူးလို့ကျွန်တော်ထင်ပါတယ်အဲ့တော့ကျွန်တော်လုံနိုင်စွမ်းရှိသလောက်ပဲဟိုလည်းနေတော့ပြည့်နေပါတော့ကျွန်တော်လုံနိုင်စွမ်းရှိသလောက်ပဲအဲ့ဒီသွားမဲ့နေရာတွေကိုကျွန်တော်လိုက်ပို့ပေးနိုင်တယ် ။နောက်ပြီးတော့ဒီအခြားသောလုံးနိုင်စွာရှိတဲ့ကိစ္စတွေကျွန်တော်အချိန်ပြီးဟိုပြောလို့ရပါတယ်။ကျွန်တော်တတ်နိုင်စွာလုပ်ပေးပါမယ်။အဲတခြားတော့ကြီးကြီးမားမားတွေကျွန်တော်မလုံးနိုင်လောက်ထင်တယ်။ဘာကြောင့်လဲဆိုတော့ဒီတော့ကြီးမားတဲ့အချိန်တွေမျိုးကိုလည်းရင်မဆိုင်ဘူးတာဖြစ်တဲ့တော့ဘုနော်။ကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီရင်ဆိုင်ရတဲ့အချိန်မှာတကယ်တွေးပြက်နေတဲ့အနေအထားဖြစ်တာကြောင့်ဖြစ်ပါတယ်။နောက်တစ်ခုခုကြုံလာတဲ့ဆိုလို့ရှိရင်တော့ကျွန်တော်မဖြစ်မနေစူးစမ်းပြီးတော့လုပ်ပြပါမယ် ဆိုတော့တည်င်းနေရတော့ဒီရက်ပိုင်းရိုက်ဖြစ်မှလည်းမဟုတ်သေးပါဘူး။ဟောရိုက်ဖြစ်လို့လည်းမရဘူး။ဆိုတော့တနိုင်ငံလုံးအနှံ့ပြီးပြက်နေတယ်။ပြီးပြက်တဲ့အလျောက်ကျွန်တော်တို့ဆိုလို့ရှိရင်လည်းအဲရေ၃ရေတောက်ရေအနေထားတော့မှဒါပြက်တောက်နေတဲ့အနေထားပေါ့နော်။ဒါကျွန်တော်တို့ရင်ဆိုင်နေရတဲ့အခက်အခဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ဘေးတွေအများကြီးကြုံခဲ့ရပြီ။ဟောရေဘေးတွေရောစပီးတွေရောနောက်ပြီးတော့ကျွန်တော်တို့ငလင်ဘေးတွေရောအမျိုးကြုံခဲ့ရပြီပေါ့နော်။ ကျွန်တော်တို့ကကြီးမားတဲ့စင်ခုံမှုတစ်ခုလို့တော့ထင်ပါတယ်အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအတင်းထားကြပါချင်းတန်လို့ရှင်တော့အားလုံးကျွန်တော်တို့ပြည်လေသွားမယ်လို့ထင်ပါတယ်ဒါမဲ့လည်းဟိုဆုံးရှုံးသွားတဲ့မိသားစုဝင်တွေတော့ပျော်ပြလို့မတတ်အောင်မိသားစုတွေနဲ့တတ်တူဝမ်းနေပြီးပါတယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်ဒီတက်ဖို့ပြီးပြောစရာလည်းစကားလုံးရှိရောဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်